အားလုံးပဲမင်္ဂလာပါရှင်။မြစ်နားတရင်ကြာနေရဲ့နိုဘာလ23ရက်နေ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကချင်ပြည်နယ်အထွန်းကမြစ်နားမြို့အပါအဝင်မြို့အများပိုင်းမှာဖုန်းနဲ့အင်တာနက်ပြတ်တောက်နေတာ16လအထိရှိနေပါပြီ။ ဘူတောက်ခဲနမုံမျိုးနေမှာအလေးချီလို့ခေါ်တဲ့ဟင်္ဂအမွေအကြိုင်တွေဝေယူသူမရှိလို့အယောင်ဝင်မဖြစ်တဲ့အခြေအနေဖြစ်နေတယ်လို့သိရပါတယ်။တပ်ပိုင်ဗန္တာပစ္စည်းတွေကိုထုတ်ယူရမှာဖြေရှင်းပေးတော့မရှိဘူးဆိုပြီးမန္တလေး PDF ကောင်ဆောင်နှုတ်ဦးကိုအရေးယူလိုက်ပါတယ်။စားတဲ့တဲ့ရင်ကိုသက်ဆက်ပြရမှာပါ။ကျမတို့အစစံသက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ ချင်းမင်းရဲ့တွင်ကမြချနာမျိုးအပါအဝင်မျိုးအများပိုင်းမှာဖုန်းနဲ့အင်တာနက်ပြတ်တောက်နေရ16လအထိရှိနေပြီဖြစ်ပြီးခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်ထရီဇာကတင်ဆက်ပေးမှာပါအခုလိုအင်တာနက်ပြတ်တောက်နေတာအချိန်ကြာလာတော့နဲ့အမြစီးပွားရေးမိသားစုအရေးကလေးတွေရဲ့ပညာရေးမှာထိခိုက်နေနာရတဲ့အပိုင်းတွေရှိတယ်လို့မြစ်နာမျိုးကမျိုးသမီးတို့ကမြစ်နာတည်တဲ့ဂျာနယ်ကိုပြောပါရယ် အင်တာနက်ပြသမှုကြောင့်နေစဉ်ပေါ်ကစီးပွားရေးလုပ်ငန်းတွေသတင်းအချက်အလက်ရယူမှုပညာရေးကဏ္ဍအထည်တက်ရောက်မှုတွေပုံမှုထွက်ပေါ်လာနေတာဖြစ်ပါတယ်။နိုင်ငံရေးအခြေအနေကြောင့်ကျတည်နေတဲ့အချိန်အင်တာနက်လိုင်းကို Starlink, IB Star စတဲ့ Wi-Fi ဆက်တွေကိုဈေးကြီးပဲသုံးဆွေးနေရတာမှက VPN ဆော့ဝဲကိုပါဝေပြီးအသုံးပြုနေကြရတာဖြစ်တယ်လို့သိရပါတယ်။ Data တွင်းတိုက်ပွဲတည်းလမ်းကြောင်းအခြေအနေတွေနဲ့လုံခြုံရေးအခြေအနေတွေမသိရတာကြောင့်ခရီးသွားလာရေးတွေမှာလည်း ဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။ပညာရေးဆိုင်ရာအခွင့်အလမ်းတွေအလောကအခွင့်အလမ်းတွေတည်အချက်လက်ရယူမှုတွေဟာအလွန်ရေးပါတဲ့အတွက်အင်တာနက်တွေပြန်ပွင့်ပေးနိုင်ဖို့မျိုးလင်းနေကြရတာဖြစ်ပါတယ်။ဤခေတ်2024ခုနှစ်ဇန်နဝါရီ23ရက်နေ့ကစပြီးမြစ်ကနာမြို့အပဝဲကချင်ပြည်နယ်ကမြို့နေတော်တော်များများမှာ MPD Ori2 MyTel နဲ့အတန်ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးဖို့ channel ဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956336တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။တပ်ပိုင်းပန်တာဖြစ်စီတွေကိုထုတ်ယူရမှာဖြေရှင်းပေးတာမရှိဘူးဆိုပြီး MDY PDF ကောင်းဆောင်နှစ်ဦးကိုအရေးယူလိုက်ပါတယ်။စောက်ဆိုင်ကတင်ဆက်ပေးမှာပါ။ တပ်ပိုင်ဘန္ဒပစ္စည်းအချို့ကိုတရားမဝင်ထုတ်ယူတာတတ်ထံပြန်တဲ့အနန္ချင်းမရှိဘဲဖြည့်ရှင်းမှုအတိပေးပြောဆိုတာတွေမရှိအောင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ဘ ਹੁ ဦးဆောင်ကော်မတီဝင်၂ယောက်ဖြစ်တဲ့ကိုမုံတိုင်းနဲ့ကိုနိုင်ကြီးတို့ကိုနွန်ဘာလ15ရက်နေ့ကစပြီးတော့အရေးယူထားတယ်လို့ MDY PDF ကဒီကနေ့နွန်ဘာလ23ရက်နေ့မှာအတိပေးထုတ်ပြန်လာပါတယ်။ အခုချိန်မှာအဲ့ဒီနှစ်ယောက်စလုံးကိုတာဝန်အားလုံးရဆိုင်ထားတယ်လို့လက်နဲ့ဖြုတ်သိမ်းပြီးတော့အချုပ်နဲ့ထိန်းသိမ်းထားခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီဘဟုဥဆောင်ကော်မတီဝင်နှစ်ယောက်ဟာကာလာတံဖိုးကြီးမားတဲ့တပ်ပိုင်ဗနာပစ္စည်းအချို့ကိုတရရစီမင်းစည်းကမ်းနဲ့လုံထုံလုံဒီတွေကိုချိုးဖောက်ပြီးတရားမဝင်ထုတ်ယူသွားခဲ့တာကြောင့်တက်ကဘေးအပ်တဲ့ပြစ်ဒဏ်ကိုခံယူမယ်လို့2025ခုနှစ်ဩဂုတ်လပြုလုပ်တဲ့အစည်းအဝေးမှာပါဝင်တက်ရောက်ခဲ့ပြီးတော့အတည်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့တော်လိုင်းရဲ့အခြေအနေအရာထောက်ရှုမဲ့အခြေအနေတွေကြောင့်ပြည်တန်တွေကိုလက်တွေးချမှတ်ခြင်းမလုပ်ဆောင်သေးပဲယာယီဆိုင်ခံခဲ့ပြီးတော့အခုနုံဘာလာထဲအထိဗန္ဒပစ္စည်းတွေကိုပြန်လည်အနန္တဖြစ်ရှင်းတာမလုပ်ဆောင်တာကြောင့်ကြီးမားတဲ့ပြည်မှုအမျိုးအစားအဆင့်ကိုရောက်ရှိသွားပြီလို့ကနဦးကောက်ချက်နိုင်တယ်လို့လည်း MDY PDF ကဆိုပါတယ် အဲ့ဒီနောက်ဟာလည်းတရားထိပ်ပိုင်းကောင်းဆောင်တွေဖြစ်တာကြောင့်ပြိမှုသဘောတဘာဝအရတာမန်တတ်သွင်းစဉ်ဆုံးဖြတ်မှုနဲ့ဆောင်ရွက်ဖို့မတင်တာကြောင့်လည်းအထက်ယုံဖြစ်တဲ့ပြည်သူ့ကော်မတီတတ်မတော်စီယုံချုပ်ကအမှုသွဲဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်နိုင်ရန်တည်င်းဖို့တင်ပြထားတယ်ဖြစ်တယ်လို့သိရပါဗျ။ အခုချိန်မှာဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့မလိုလားအတက်တဲ့အချက်လက်အလွယ်အမားတွေတော်လန်ရေးကိုထိခိုက်စေမဲ့ကောလာဟလာအမားတွေပေါ်ပေါက်လာမဲ့အရေးအယောင်တွေကြားသိနေရတာကြောင့်သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်း MDY PDF ကအတည်ပြုထားပါတယ်။တော်လန်ရေးခက်ခဲကြမ်းတမ်းသောအခိုက်အတန့်ကာလမျိုးမှာတော်လန်ရေးကိုအကျိုးထိခိုက်စေမဲ့သတင်းအချက်လက်အလွယ်အမားတွေကိုမဖန်သေးမဖန့်ပြချဖို့လည်း MDY PDF ကမိသားစုခံထားပါတယ်။ တော်ခေနမုံမျိုးနေမှာအလီချီလို့ခေါ်တဲ့ဟင်ခမွေးချိုင်တွေဝယ်ယူသူမရှိလို့အယောင်ဝေမဖြစ်တဲ့အခြေအနေဖြစ်နေရလို့သိရပါတယ်။အရှင်နေကတော့လာရောက်ဝယ်ယူသူတွေရှိခဲ့ပေမဲ့ဒီနေ့မှာတော့လက်မှတ်ပေးဆောင်ရတဲ့ကိကြေးကြောင့်လာရောက်ဝယ်ယူသူတွေနေပါသွားတယ်လို့ဒေသခံသူကမြေချနာသတင်းချာနေကိုပြောပါတယ်။ ဝေဒတုံရှိဖြစ်သွားတာမနစ်ကတော့လွတ်လွတ်လပ်လပ်ပစ္စည်းတရတာအဆင်ပြေတယ်ဒီနေ့ကကိတ်ချေတော်တော်ကြီးသွားလို့တပိတ်တာမှာနှစ်ထောင်အခွန်ဆောင်ရတယ်ဆိုပြီးမကြိုက်ဘူးဆိုပြီးဝေသူတွေမရှိတော့တာပေါ့အိမ်မှာစုပုံနေတာပေါ့အလီချီစားထွက်တဲ့စတင်မာလာရုံကတပိတ်တာကိုချက်6တောင်းခွေစေရခဲ့ပေမယ့်လက်ရှိမှာတော့တပိတ်တာကိုချက်9တောင်းခွေစေပေါင်းနေရလို့ဆိုပါတယ်ပီကရဲနဲ့နိုဝင်ဘာလကတော့အလီချီတပိတ်တာချက်3တိန်းအထိအစီအမင်းရရှိခဲ့ရလို့သိရပါတယ် အလေချီပိတ်တာချင်းအနေငယ်တရတဲ့သူတွေကပြီးခဲ့တဲ့အောက်တိုဘာလနဲ့စက်တင်ဘာလတွေမှာလာရောက်ဝေယူချင်းပြီးစီးသွားသူတွေကရောင်းလို့ရကြပါမယ်ပိတ်တာချင်းရာနေချီအိပ်ပေါင်း၁၀၀နေရာရတဲ့သူတွေကတော့အလေချီအချောက်ခံရတာများတဲ့အတွက်နောက်ကျပြီးဝေယူသူမရှိချင်းနဲ့ကြုံတာဖြစ်တယ်လို့ဆိုပါတယ်အလေချီဟင်းကအမွေချိန်တွေဟာအပြင်ဆိုင်ပြောပြီး၃နှစ်လောက်မှအတီးရတာဖြစ်ပြီးတော့အကူလာနဲ့စက်တင်ဘာလပိုင်းတွေမှာထက်လေရှိရာကြောင့်အဲ့ဒီအချိန်ဘူတောင်မျိုးနဲ့မေချနာမျိုးဘက်ကဝေတူတွေလာရောက်ဝေယူကြတာဖြစ်တယ်လို့သိရပါတယ် ကြေးတစ်ခုမှာကားတစီကိုကျက်နှစ်သိန်းသုံးသိန်းလောက်ပေးဆောင်ရတာကြောင့်မကိုက်တဲ့အတွက်လာရောက်ဝေယူတာမရှိတာဖြစ်တယ်လို့လည်းဆိုပါတယ်။နမုန်းဘူတာကိုကာလန်မာဂိတ်တုံကူရှိရလို့သိရပါတယ်။အလီချီဟင်ကအမွေချိုင်တွေဟာကုန်ပွားအမျိုးအစားဖြစ်ပြီးတတင်ခွဲဆာလာအိတအိမ်မှာ၁၂ပိတ်တာကနေ၁၄ပိတ်တာလောက်ပါရှိရလို့ဆိုပါတယ်။ကားနဲ့တင်ဆောင်သူတွေကတော့အနည်းဆုံးပိတ်တာလေး900နဲ့1000ကျားတည်ယူတင်ပို့ကြတယ်လို့ပြောပါတယ်။ ကွန်ပေါ်အမျိုးစားပြတဲ့အလေချီကိုလမ်းမဂိတ်တွေမှာအေးရေးလိုက်ဈေးဖြတ်တာရှိတယ်လို့ဘူတော်ဒေတာခန်တူထံကလည်းသိရပါတယ်။နောင်မွန်ဒေတာမှာအလေချီကိုအများစုစိုက်ပျိုးကြပြီးအိန္ဒိယဘက်ကိုတင်ပို့ကြတာလို့ဆိုပါတယ်။မြချနာဘူတာကိုကာလမရှိတဲ့ဂိတ်တွေမှာ KJ ပေးဆောင်ရတာများတာကြောင့်ဒေတာထုတ်ကုန်ရောင်းချမှုတွေမှာအခက်ကြုံကြရတယ်လို့ဘူတော်ဒေတာခန်ကပြောပါတယ်။အနေရကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့အတိမတ်ဖွယ်ရာတွင်ပြင်လက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။ မြင်မြုံမိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောင်မျိုးစုံနဲ့ရှိနေတတ်ပါတယ်မြင်မြုံမိုင်းတွေကိုတက်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်တတုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်မြင်မြုံမိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်မြင်မြုံမိုင်းအပါအဝင် အသုံးပြုပြီးမပေါက်ကွယ်သေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမကအမြင်အောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တတားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအားဖြင့်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ်။မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။ ရင်မြုပ်မိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်သလိုရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြင်မြုပ်မိုင်းတွေကိုမြင်မျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မင်းနေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြင်မြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြင်မြုပ်မိုင်းနဲ့အရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြင်မြုပ်မိုင်းမှာမှရုပ်ချီပောက်ကွဲမိုင်းနဲ့ အစားထွက်လူတန်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ကြီးပေါက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့အကြုံမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတန်မိုင်းဆိုတာပေါက်ကွဲတဲ့အခါအစာအနာဖျားထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးတိတ်ဆုံနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတန်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပေါက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။ အချို့မြင်မျိုးမိုင်းတွေကိုမြင်မျက်နှာပင်ပေါ်မှာခြားထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကို ထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုဖြစ်ပေါ်စေမှာပါ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်ပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးသစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်မြင်မျိုးမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ် ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နဲ့ကင်တောက်ဖွဲတွေကဖွဲ့ထားတာတွေဖြစ်ပါတယ်မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နဲ့ကင်အဖွဲတွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နဲ့ကင်တောက်ဖွဲတွေရှိတဲ့နေရာတွေလက်နဲ့ကင်တောက်ဖွဲတွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ် တချို့တော့မြေမြုပ်မိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပောက်ကွဲသေးဘဲဆက်ရှိနေရင်လည်းအနည်းကြီးစွာကျန်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကျန်ရှိနေနိုင်တဲ့အပြင်တတန်းကုံဆုံးတာလည်းမရှိပါဘူး။ မြစ်နာသတင်းချနေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချိန်ပြည်နေတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။